နိုင်ငံတော်လူချုပ်ရှင်နေအီချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ဟာပသိမ်တက်နေမှာအရာရှိစစ်သည်မိသားစုများအောင်အော်တိုဘာလ19ရက်နေ့မနက်ပိုင်းကအနောက်တောင်တိုင်းစစ်ဌာနချုပ်အေယာဝတီခမ်းမမှတွေးဆောင်မှစကားပြောကြားပါသည် အဲ့လိုတွေ့ဆုံပွဲခမ်းနားသူနိုင်ငံတော်အလို့ချုပ်ရင်းနဲ့အေချမ်းတာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ရဲ့ဇနီးဒေါ်ချီချူလောင်ကာကွယ်ဦးစီးချုပ်ရုံးမှာအစင်းမြေတမတော်အရာရှိကြီးများနဲ့ဇနီးများတက်နေအရာရှိစစ်သည်မိသားစုများတက်ရောက်ပါတယ်ရှိဦးစွာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌကအမှားစကားပြောကြရမှာ တမတော်အနေနဲ့နိုင်ငံတော်ရဲ့အခြေအနေအရ2021ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းအဲဒီကာလအတွင်းစန္ဒာပြမှုများကနေတဆင့်အကြမ်းဖက်တိုက်ခိုက်မှုများအထိဖြစ်ပေါ်ခဲ့တဲ့အတွက်မိမိတို့အနေနဲ့ထိန်သိမ်းဆောင်ရွက်ခဲ့ကြောင်းအခုအခါနိုင်ငံတော်ထိုင်တင်တလောင်းတင်းငိမ့်အေဂျင့်နေပြီးဖြစ်ပြီးတနိုင်ကံလုံးတင်းငိမ့်အေဂျင့်စီတမတော်အနေနဲ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မိမိတို့အနေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောင်လန်းနေခြင်းဖြစ်တဲ့အတွက်လူလက်ပြည်တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းဓမ္မရောသာတူချင်းအနေနဲ့လုံတင်လုံထိုက်တာများကိုမပြတ်မကွက်လှုံ့ဆော်နေရန်လိုကြောင်းအလားတူနေစဉ်ဆောင်ရွက်ရမယ့် ဥရေးထောင်ဆိုင်ရာလုပ်ငန်းတာဝန်များကိုမပြတ်မကွက် ဆောင်ရွက်နေရန်လိုကြောင်းတမတော်အနေနဲ့အရာရှိစစ်သည် မိသားစုများရဲ့တတ်တာချောင်းချည်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိသလိုအရာရှိစစ်သည်မိသားစုများအနေနဲ့လည်းတပ်ပိုင်းနဲ့တပိုင်းတန်းတိုင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုတန်းတိုင်းတမ်းများအောင်မြင်အောင်ဆောင်ရွက်သွားရန်လိုကြောင်းမိမိတို့နိုင်ငံအနေနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများအားနည်းခဲ့ခြင်းကြောင့် KSSM မှတယံစားတာပစ္စည်းများကိုထုတ်ယူသုံးစွဲခဲ့ကြောင်း ဒါကြောင့်မိမိတို့နိုင်ငံမှာအခြေခံအားဖြင့်ရှိပြီးဖြစ်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းများတိုးတက် ထုတ်လုပ်နိုင်ရှိတက်မတော်သားများအနေနဲ့မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိတဲ့ဒေတာအလိုက်ပြည်သူများအားဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်းအဲဒီလိုဆောင်ရွက်ခြင်းနဲ့နိုင်ငံအတွက်ထုတ်ကုန်များပုံမိုတိုးတက်ထုတ်လုပ်နိုင်ပြီးနိုင်ငံစီးပွားမြင့်တင်နိုင်ရေးအတွက်အထောက်အကူပြုစီမှာဖြစ်ကြောင်းလက်နက်ကန်အကြံဖတ်မှုများကြောင့်တည်ငြိမ်မှုပြပြားနိုင်ပေသော ကစီပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာမဟုတ်ကြ။ဒါကြောင့်လက်နက်ကိုင်ကြံဖက်မှုများခြုံငိမ့်ပြီးဒေတာတည်ငိမ့်အေးချမ်းမှုရှိစေရေးမဖြစ်မနေဆောင်ရွက်သွားရမှာဖြစ်ကြောင်းပြောကြားပါသည်။ အဲ့ဒီနောက်နိုင်ငံတော်လုံခြုံရေးနေအီတန်းတာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ကတန်နေမှာအရာရှိစစ်တီမိသားစုများအတွက်စားတောက်ဖွေရများကိုလက်ကောင်နိုင်ငံတော်လုံခြုံရေးနှင့်အီတန်းတာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ရဲ့စနီးကတန်းနယ်မိခင်နေခလေးစောင်းဆောင်ရေးအသင်းအတွက်ချီးမြှင့်ငွေများကို၎င်းပေးအပ်ပြီးတက်ရောက်လာတဲ့အရာရှိစစ်သည်မိသားစုများအားရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပါသည်။ အိမ်တော်နိုင်ငံတော်လုံခြုံရေးနှင့်ဤချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဟာတန်နေရှိနေမြေကန်တမတော်စီယုံမှတရကုသလျက်ရှိတဲ့နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင်စဉ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အရာရှိစစ်သည်များအားထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများရောဂါကုသပျောက်ကင်းမှုအခြေအနေများကိုတဦးချင်းလိုင်းလံတွေ့ဆုံ၍ရင်းနှီးနှွေးထွေးစွာမေးမြန်းပြီး အပိစကားပြောကြားကအရာရှိစစ်သည်များရဲ့ တင်ပြချက်များအပေါ်လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါသည်အိမ်နောက်နိုင်ငံတော်လုံခြုံရေးနှင့်အီချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဟာစေယုံလိုအပ်ချက်များအားမိမြတ်၍လိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ အလားတူနိုင်ငံတော်လုံးကျုံရေးနဲ့အီတန်းသားယာရေးကော်မရှင်ဥက္ကဋ္ဌတမရော်ကာကွယ်ဦးစီးချုပ်ရဲ့ဇနီးဟာလေဇေယောတရားကုသလျက်ရှိတဲ့အရာရှိစစ်သည်များရဲ့မိသားစုဝင်များအားတွားရောက်ကြည့်ရှု၍တော်ဦးချင်းရဲ့ကျမ်းမာရေးချိန်နေများကိုရှင်နီနီမေးမြန်းအပ်ပြီးစကားပြောကြကစားတော့ဖျားပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရပါတယ်ရှင်